ူစားပေးအကြိုက်လောက်ထားတယ်လေးခွန်တဲ့နော်တဲ့လေးလေးရှိတွေကိုဒုတိယလေးခွန်ရှိတွေကိုတတိယကိုကကိုစိုက်ကြည့်ပြီးတော့လဲရွေးချယ်နိုင်တယ်နောက်ပိတ်ကတော့ပုံသေးပဲခုနှစ်ချိန်မှာဆို2နောက်ပိတ်နဲ့ထိုးရမယ်8ချိန်မှာဆို9နောက်ပိတ်နဲ့ထိုးရမယ်9ချိန်မှာဆို6နောက်ပိတ်10ချိန်မှာဆို2နောက်ပိတ်17 17ချိန်မှာဆိုရင်8နောက်ပိတ်12ချိန်မှာဆို2နောက်ပိတ်13ချိန်မှာဆို8နောက်ပိတ်14ချိန်မှာဆို6နောက်ပိတ်15ချိန်မှာဆို3နောက်ပိတ်16ချိန်မှာဆိုရင် 9နောက်ပိတ်18ချိန်မှာဆို3ညနောက်ပိတ်17ချိန်မှာဆို10နောက်ပိတ်19ချိန်မှာဆို9နောက်ပိတ်20ချိန်မှာဆိုရင်3နောက်ပိတ်21ချိန်မှာဆိုရင်1နောက်ပိတ်22ချိန်မှာဆို4နောက်ပိတ်23ချိန်မှာဆို3နောက်ပိတ်24ချိန်မှာဆို6နောက်ပိတ်ဒါကတော့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေရောကျွန်တော်ဖမ်းပါပေါ့နော်ဒါကတော့ဖော်မွေးပါနော်အငိုက်တွေလည်းပေးသွားနိုင်တယ်အဲ့တော့တကွက်ကောင်းတွေမှာအကွက်နှင်းမှကြိုက်တယ်ဆိုဒဲ့ရည်ပဲဒါတွေကကောက်ကိုကြိုက်တာ တင်ထိုးဒါက နှစ်နောက်ပိတ်ပုံသေးနဲ့ကိုလေးခုရှိရွဲလေးလေးရှိရွဲလေးခုရှိရွဲဆိုပြီးပထမအကြိုက်ဒုတိယအကြိုက်တတိယအကြိုက်လို့ကျွန်တော်ရွေးချက်ပေးထားတယ်။စိုက်ကိုပြမယ်ပေါ့နော်စိုက်ကိုပြမယ်ဆိုင်ကိုပြမယ်နော်လိုင်းရရှင်းနဲ့လုပ်ပြီးပါနော် က်ရန်ရှင်းလေးနဲ့လုပ်ပေးပါစကရရှော့လေးရိုက်ယူထားမယ်နော်ဘာတွေရောနော်မမ်ဘာတွေရောနော်မမ်ဘာတွေရောနော်ကျွန်တော်ဒီနှစ်ဆိုရင်ဒီ public မှာเนาะနှစ်ကြိမ်ရှိပြီเนาะဒါရှစ်ကိုးလေးဖော်မွေးเนาะဒီငါးကက်လိုင်းရပဲဖော်မွေးရဲ့အခု6ခြောက်ခွန်ကဒီရှစ်ကိုးသုံးခွေတဲ့သုံးကက်နဲ့ဒီငါးကက်ရှေးပေါင်း၄သုံးနဲ့ခွဲဆော်လိုက်တာเนาะရှေးပေါင်း၄နဲ့အဲအဲအဲ့မှာရင်ကျွန်တော်တို့ဒီနှစ်ဆိုရင်နှစ်ကွက်ရှိပြီเนาะ public ကလူတွေ ဟုတ်ပြီကြီးတဲ့လူမန်ပါတွေတက်လာပြီမန်ပါတွေတက်လာပြီဖော်မွေးနော်တကွက်ကောက်ကြိုက်တဲ့လူများလေးကိုရှည်ရွယ်လေးလေးကိုရှည်ရွယ်ဒါရှည်ရွယ်နော်လေးကိုရှည်ရွယ်တော့ကျွန်တော်ပထမတန်းစားကြိုက်တယ်လေးလေးရှည်ရွယ်ကဒုတိယတန်းစားကြိုက်တယ်လေးခွန်ရှည်ရွယ်ကတော့တတိယတန်းစားကြိုက်တယ်အဲ့တော့ကိုကကိုတပတ်တကွက်အပိတ်ကပုံသေးပဲအဲဒါကပထမတန်းစားဒါကဒုတိယတန်းစားဒါရှည်ရွယ်တွေနော် တခွက်ထဲမှာဆွထိုးခြင်းနဲ့လေးခုရှိတဲ့ကိုကျွန်တော်အကြိုက်တိုင်းလိုက်ထိုးမယ်ဆိုရင်ဒူးလီဘာလဲကွာပြောတော့ထိုးစရာမလိုတော့ဘူးဘာမလိုတော့ဘာသာအလင်းအောင်ဘာမလိုတော့ပြောတော့ထိုးစရာမလိုတော့ဘူးဆိုတော့မင်္ဂလာပါနော်ကိုဆိုင်မျိုးလာမင်းတရားမင်္ဂလာပါနဲ့ အဲအဲ့တော့နောက်ပိတ်ကကိုကိုတလုံးနဲ့ကြိုက်နောက်ပိတ်ကပုံသေးကိုကိုခုနှစ်ကြိမ်အားဆလိုက်မယ်ဆိုလေးကိုရှည်ရဲဆိုနှစ်နောက်ပိတ်နဲ့လိုက်သူကလေးလေးနှစ်ပေါ့ဗျာလေးလေးလေးရှည်ရဲနဲ့လေးခုရှည်ရဲကြံနေဆိုတော့နှစ်နောက်ပိတ်ပုံသေးဆိုတော့လေးကိုနှစ်လေးလေးနှစ်လေးခုနှစ်အတကွက်တည်းထိုးခြင်းနဲ့ဆိုတော့ဒီကျွန်တော်ရွေးဖြည့်ပေးထားတဲ့လေးကိုအတွက်ကိုကြိုက်တယ်ဆိုလေးကိုနှစ်တပေါက်ထဲပဲခြားပေါ့နော်တပေါက်ထဲပဲခြားအဲ့ဒါဒါဒဲ့ဖော်မွေးဆိုင်အဲ့ဒါဆိုရင်ကျွန်တော်ကဘယ်ကနေဆော့ပြရမလဲဆိုရင် ရှေးပေါင်းနှစ်ဒီကျွန်တော်အနိကဆော့နေတဲ့ line ကြီးပဲเนาะရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း4အဲ့ဒီ5ချက်မှာပေါ့ဗျာဒီကနန်းကိုပဲဥတီပြမှာဖြစ်တဲ့ကြောင့်ဒီကနန်းပဲပြောမယ်ရှေးပေါင်းနှစ်မှာအဲ့ဒီမှာတစ်ချက်က6ထိပ်5ထိပ်2ထိပ် အဲ့ကျွန်တော်ဒီနှစ်နှစ်ထိတ်ကကိုလည်းဖော်မွေးရှာတယ်ဆိုလေးချက်ကိုအညီပေးထားရင်သူသူငါးချက်မှာဖော်မွေးပုံစံနဲ့ပဲလုပ်တာဥပမာဒီကိုးလေးချက်လို့ပေါ့ဗျာတကွင်ကိုဖော်မွေးပုံစံနဲ့ပဲလုပ်တာဒီကနန်းတွေကိုကျွန်တော်ဖော်နေတာမရသေးလို့ရရင်ကျွန်တော်တင်ပေးမယ်အဲ့တော့အဲ့ဒီကောင်လည်းနည်းနည်းဟွာဖြစ်တယ်ဗျနည်းနည်းတော့တန်တရားဝင်တယ်ပေါ့နော်ဒါပေမဲ့ ဒါလေးပါအဲ့ဒီမှာစီနီယံပြေးလန်းလဲရှိတယ်ဒီနှစ်နောက်ပိတ်နှစ်ရှေးပေါင်းနှစ်ကိုကျန်တဲ့ဒီနှစ်တွေကစားကွက်တွေကျွန်တော်ပြောပြီးပြီเนาะအခုလီဒီကနန်းဝယ်ဥတီပြောခြင်းတဲ့အတွက်ကြောင့်ဒီနှစ်နောက်ပိတ်ကိုနှစ်ထိတ်လို့ဒီမှာကြားရတယ်เนาะနှစ်ထိတ်သူဘာနဲ့တွဲလဲဆိုတော့ ုံးနဲ့တွဲရဗျာเนาะအဲ့ဆိုရင်ဒီရှေးပေါင်း6ကို6ထည့်လို့ဒီမှာကြာပြီသူဘာနဲ့တွဲလဲဆိုတော့၄ထည့်နဲ့ပဲတွဲတယ်ဒီရှေးပေါင်း6ကိုလည်း6ထည့်ဆိုပြီးတော့ပဲဒီမှာကြာသူဘာနဲ့တွဲလဲ၃ခါ၄ခါ၅ခါနဲ့တွဲ ဒီရှေးပေါင်း6ကိုလည်း6ထဲလို့ဒီမှာကြာဘာနဲ့တွဲတော့သူ6ခါနဲ့တွဲတယ်အဲ့ဒါဆိုရင်ခုနှစ်4ဘွေ4ထိတ်မလာသေးဘူးလीเนาะအဲ့တော့ဒီရှေးပေါင်း4က4ထိတ်လာရမှာဒီနှစ်မပြောက်ဘူး4ထိတ်လာရမှာဆိုတော့4ထိတ်နဲ့ဒီမှာစီနီယာနဲ့ပြေးမယ်ဆိုရင်တော့3ခါ4ခါ5ခါ 6ခါဆိုပြီးတော့သူကတော့မမဝင်ရင်ကျွန်တော်ဒီ messenger မှာလည်းဖုန်းဆက်ရပါတယ်ကျွန်တော်ကျွန်တော်ဖုန်းနံပါတ်တွေပေါ့ဗျာဒါကကျွန်တော်ဖုန်းနံပါတ်တွေဆက်လည်းရပါတယ်ဟုတ်လားဒါကကျွန်တော်ဖုန်းနံပါတ်တွေ Viber တိတက်လည်းရှိတယ်ပေါ့နော်ဖုန်းနံပါတ်ဆက်လို့ရတယ်ငါခါ6ခါဆိုပြီးဒီရှေးပောင်းလေးကိုတွဲကစားရတယ်ပေါ့အဲ့ဒါဆိုရင်လွယ်လွယ်လေးတွေးလိုက်ရင်ဒီရှေးပောင်းလေးနဲ့၄ခွန်ရှေးတွဲပေါ့ဟုတ်လား၄ခွန်ရှေးတွဲဆိုတာယူလို့ကောင်းတယ် ဒါပေမဲ့ 3D ကအဲ့လောက်ကြီးလဲလွယ်မဲပြီးရင်လည်းပြီးသွားနိုင်တယ်နော်မပေးဘူးလို့ပြောလို့မရဘူးကျွန်တော်ကဘာတွေးမိလဲဆိုတော့ဒီနားမှာသူ့ဖြစ်စဉ်လေးတွေရှိတယ်3,4,5ခဏလေးဗျာသော၄၅ 6ဖြစ်တာဒီမှာတုံညတိပြေးထားတာတကယ်တမ်းဆိုရင်တော့ဒီ3 4 5ကိုပဲဒီနှစ်ဦးမှလာပြီးတော့နှစ်ဦးနှစ်ကိုဒီ3ကစပြီးခါလာ၄ခါလာ၅ခါလာ၆ခါလာအဲ့ဒါဆိုသူဒီထက်ပြေးရင်ကိုခါဖြစ်သွားနိုင်တယ်ပေါ့နော်သူဒီထက်ပြေးရင်ကိုခါဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုဒီ3ညကလည်းသူကသူ့ရှင်းနေထဲမှာနှစ်ဦးမှာ နှစ်ဦးမှာဆိုဒီခွန်ခွန်ရှေဘူးကြလို့6ခွက်ကနေပြေးလာတာဒီကောင်လည်းရှေပေါင်းကြီးက၄ဖြစ်တဲ့အတွက်ကြောင့်၄ဆိုပြီး၄ထိတ်နေဒီတုံညာကတွဲထားတာဗျတွဲထားတော့ကျွန်တော်ကြည့်လိုက်တော့ဒီတုံညာကခွန်ကြီးဖြစ်နေတယ်ပေါ့နော်ခွန်ကြီးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ဝေခွဲရတာခက်နေတာကနိဒီ၄ကဒီမှာ၄6 3 3လေး 465433လို့ဒီမှာ6ကပ်လုံးသူဖြစ်ထားတယ်။အဲ့ဒီ465433ကဒီ၄ကနှစ်ပင်ကျော်ဒီ၄ဒီ6ကနှစ်ပင်ကျော်ဒီ6ဒီ5ကနှစ်ပင်ကျော်ဒီ5ဒီ၄ကနှစ်ပင်ကျော်ဒီ၄ဒီ3က နှစ်ပင်ကျော် D3 D3 ကနှစ်ပင်ကျော် D3 တဘောတရားကဟိုပြောမဲ့ဆိုရင်တော့ဗောဗျာဒီ၄၄ထိတ်၆ထိတ်၅ထိတ်၄၄ထိတ်၆ထိတ်၅ထိတ်၄ထိတ်၃ထိတ်၃ထိတ်အဲ့ကဏ္ဍ၆လုံးကို၄ဘိတ်၆လေးဘိတ်6ဘိတ်5ဘိတ်4ဘိတ်3ဘိတ်3ဘိတ်ဆိုပြီးသူကဒီ4ဘိတ်ကဒီ4ထိပ်ဆိုပြီး2ဘိတ်ကျော်3ဘိတ်ကျော်လှန့်ရတယ်ဒီ6ဘိတ်6ဘိတ်က 6ထိပ်ဆိုပြီး3မိကျော်လှမ်းရိုက်ဒီ9ဘိတ်က3မိကျော်9ထိပ်ဆိုလှမ်းရိုက်ဒီ4ဘိတ်က4ဘိတ်ဒီဆို4ထိပ်ဆိုပြီး3မိကျော်လှမ်းရိုက်ဒီ3က3ထိပ်ဆိုပြီး3မိကျော်လှမ်းရိုက်ဒီ3က3မိကျော်3ထိပ်ဆိုပြီးရမ်းပြီးတော့လှမ်းရိုက်ထားတာလှမ်းရိုက်ထားတော့ကျွန်တော်တွေးတာပေါ့ဗျာဖြစ်ချစ်နည်းနည်းတော့နားမလည်ဘူးလေနားမလည်ဘူးဆိုတော့ကျွန်တော်ကဘယ်လိုပြောရတော့မလဲဒီရှေးပေါင်းနှစ်ကြောင့်နှစ်ထိပ်နဲ့စီနီယာပေါ့ဗျာအလွယ်ပြောလိုက်ရင်တော့စီနီယာ နော်သူက 3D ကလှည့်စားထားလို့ကျွန်တော်ကဒီ၃လုံးပဲပြောတာတကယ်တမ်းဆိုရင်တော့၄ခုတရွဲပဲပြလိုက်လို့ရတယ်၄ခုတရွဲပဲပြလိုက်လို့ရတယ်နားလဲအောင်အများနားလဲအောင်နော်ဒါပေမဲ့ကိုက 3D ကအမြဲတမ်းလှည့်စားနေတာအဲ့လောက်မလွယ်ဘူးလွယ်တဲ့ site တွေလည်းရှိသလိုလွယ်တယ်လွယ်လွယ်တဲ့ဟာလေးတွေလည်းရှိတယ်တို့ပေမဲ့ 3D ကအဲ့လောက်ကြီးမလွယ်ဘူးလေ လွင်နဲ့ချဲပဲတွက်ကြတော့မှာပေါ့အဲ့တော့ဒီမှာရှေးပေါင်း2ချောင်း2ထိန်နဲ့ဟာဒီမှာ3ခါနဲ့စလာတယ်ဒီရှေးပေါင်း6ချောင်းအဲ့ဒီ6ထိန်နဲ့4ခါစလာတယ်ဒီရှေးပေါင်း6ချောင်း6ထိန်နဲ့6ခါ5ခါဒီရှေးပေါင်း6ချောင်း6ထိန်နဲ့6အဲ့တော့ခါတွေက3 4 5 6ဖြစ်နေပြီလေအဲ့တော့ဒီရှေးပေါင်း4ချောင်း4ခုမဲ့တွဲထည့်လိုက်တော့ပေါ့အဲ့လိုလွယ်လွယ်လေးပြောလိုက်လို့ရတယ်ဟုတ်လားအဲ့လိုလွယ်လွယ်လေးပြောလိုက်လို့ရတယ်3 D ကအမြဲတမ်းဟိုဟာဖြစ်နေတာအဲ့ဒါ၄ကိုကျွန်တော်က ဒီဒီလေးကမှာကဒီ6543လို့ဖြစ်တာအောင်များဒီ3ကပဲလက်ထည့်သလားပထမကမှာဒီ4ကပဲဒီ4ခါထည့်သလားဒီ5ထိပ်ကပဲဒီ5ခါထည့်သလားဒီ4ထိပ်ကပဲ4ခါထည့်သလား6ထိပ်ကပဲ6ခါထည့်ခဲ့တယ်လားအဲ့ဒါဒီ4ထိပ်ကစိုက်ပြောင်းပြန်ပေါ့ဗျာအဲ့ဒါဒီ4ထိပ်ပေါ့နော်ဒီ4ထိပ်ပေါ့ဟုတ်လားဒီမှာ4ထိပ်ဒီမှာလေးဟုတ်လားအာဒီမှာဒီမှာဒီမှာ အဒီလိုဖြိုက်ကြောင်းမြန်မြန်သူထည့်ကျင်သလားဒီ၃ဝနေဒီဟာကိုပြန်လာပြီးတော့ကြောင်းမြန်ရိုက်တယ်ဆိုရင်နင်တိတ်တော့ကြည့်မကောင်းဘူးပေါ့ဗျာမဖြစ်တော့မဖြစ်နိုင်ဘူးပေါ့အဒီ၃အလွန်ဆုံးကိုဆွေးတွေးပြောတာကျွန်တော်ကအဆုံဆုံးတွက်ပြီးပြောတာအဲ့ဒီလေးတွေကလည်းဒီလေးဘိတ်ကလေးထိတ်လို့သုံးမိကြလှန်ရိုက်ဒီ၆ဒီမှာကလည်း၄အပိတ်ဒီမှာလည်း၄၆၅၄၃၃ဆိုအခုဒီထိတ်မှကြတော့သူကဒီမှာ၄၆၅၄၃၃ဆိုပြီးဒီ၆ကတ်လုံးကိုသူကအပိတ်ဒီကနေထိတ်စီးပြန်လှန်ရိုက်တာ အဲ့အဲ့ဒီအဲ့ဒီသဘောအဲ့ရဆိုရင်တော့နောက်ပြန်ကနေလာရင်ဒီ၃ကနေလာခဲ့ရဒီရှေးပေါင်းနှစ်ကြောင်းဒီ၃ခါနဲ့ဒီ၃ထိတ်နဲ့ခါထည့်ပြီးတော့တွဲဒီရှေးပေါင်း၆ကြောင်းဒီ၄ခါဒါဆိုရင်တိတ်တော့ပြောလို့လည်းမရဘူးပြီနော်ချဲရပဟေနီးဇန်နေတပြဇန်နေအဲပြောလို့လည်းတော့မရဘူးပေါ့ဒါပေမဲ့ဖြစ်နေရရှိတာကဒီကောင်ပေါ့ဗျာ ဒီ3 3 4 5ဆိုပြီးတော့ဒီလိုဆင်းလာတဲ့កောင်ကအစင်လိုက်ကလေးရပါဗျာဥပမာဒီ3ညဟာသူ့ရဲ့နောက်တစ်နှစ်ကျော်မှာနှစ်ဦးပေါင်းခြင်းခြေလုံးပေါင်းခြင်းနဲ့ခါဝင်ပြီးတော့ရိုက်တယ်ဗောသဘောတရားကအဲ့တော့ဒီ3ဟာနောက်တစ်နှစ်ကျော်မှာနှစ်ဦးသူ့ရဲ့နှစ်ဦးရှေပေါင်းနှစ်ကိုထိတ်ထားပြီးတော့သူကခါကစားတယ်ဗောအဲ့ဆိုရင်ဒီ4ဟာသူ့ရဲ့နောက်တစ်နှစ်ကျော်မှာ4ခါနဲ့ဟိုနှစ်ဦးကရှေပေါင်းခြင်း6ကို6ထိတ်နေကစားတယ်ဗော အဲဆိုရင်ဒီအဲဆိုရင်3ည3 4 5ဆို5 5အလဲမှာလဲနောက်တစ်နှစ်ကျော်မှာနှစ်ဦးရှေးပေါင်း6ယောက်6ထိတ်နဲ့တွဲပြီး6 5နှစ်6 5ခါနဲ့ကစားရတယ်ဗောညာအဲဆိုရင်ဒီမှာလဲ6ကြောင်ပဲသူကနောက်တစ်နှစ်ကျော်နောက်တစ်နှစ်ကျော်မှာရှေးပေါင်း6နဲ့66နှစ်ဆိုပြီးတော့ဒီမှာ68ဘူးနဲ့ကစားရတယ်ဗောဟုတ်လားအဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါစီနီယာဖြစ်လာတော့ဒီကောင်နေအဲ့ဆိုဒီဟာရောယူလို့ရလားဆိုဒီကောင်နေကျတော့စီနီယာတိတ်မဖြစ်တဲ့အတွက်ယူလို့မရဘူး နော်နောက်သူကစီနီယာနဲ့သွားနေတာချဲမာကငါးကတ်တွေဖြစ်ရင်စီနီယာရောတယ်ပါဝါရောတယ်ဟိုတခုနဲ့နဲ့ तू မပေးဘူးပေါ့ဗျာနော်ဟိုဘေးဆိုရင်လဲတွဲရင်လဲအများကြီးတွေ့ရတာဒီအနီးကနဲ့လှုပ်ချင်နေဆိုရင်ပါဝါနဲ့အဲ့ဖြီစီနီယာတွေနဲ့သွားတာတွေအဲ့လိုမျိုးတွေအဲ့ဆိုရင်ဒီမှာသူတွေတိုင်အစင်လိုက်ဆင်းလာရင်ဒီမှာသူရဲ့နှစ်ဦးမှာကိုးခွန်ကိုထွက်ထားတယ်လေကိုးခွန်ကိုဆိုကိုးနောက်ပေးယူလိုက်တော့သူကဆက်တိုက်ဖြစ်နေတာ ဒီမှာလည်းသူရောရိုင်းနေတဲ့ဒီတကယ်လို့သာဒီနှစ်မှာရှေးပေါင်းလေးကို၄ချိန်နဲ့ပေးခဲ့ရင်ဒီ၉နောက်ပိန်းနဲ့တွဲသွားနိုင်တယ်ဒီစီနီယာ၄ချက်ကိုကျွန်တော်က ဒါဒီစီနီယာလေးချက်ကိုလူတွေကိုခွန်ခါနဲ့အကြိုက်ခင်းပေးပြီးတော့လိုင်းလဲလာမှာနော်ကျွန်တော်ရဲ့အယူဆကိုပြောတာလေးခွန်တွဲနဲ့လည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်သုံးကွက်လုံးလည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်မတ်လေးလေးပူရောလာမယ်လေးကူလဲလာမယ်လေးခွန်လဲလာမယ်ဒါလည်းပြောလို့မရအောင်ငါးကန်ရောင်ကျွန်တော်ပြောသလိုမူရီကခွဲထုတ်ပြတာဖြာထုတ်သွားတာလို့နော်ကျွန်တော်ကတော့ဒါကကိုအကြိုက်ဆုံးကိုယူလိုက်တာလေဒီ3 4 5ကိုသူက ဒီ၃ခါ၄ခါ၅ခါ၆ခါ9ခါခွန်ခါကိုမျောရိုက်ပြီးတော့ဒီ၃ညောက်ပိုင်းကျွန်တော်အဲ့ကြောင့်မလို့ဒီအစကတွေ့ရတော့ဗျာဒီကိုဆော့နေဒီနှစ်ဦးနှစ်ငါးကက်မှာပဲကြည်တာပေါ့ကြည်တဲ့အချိန်မှာနှစ်ထိတ်ကြလို့ဒီမှာ၃၄၅နဲ့တွေ့တာဒီ၃၄၅ဖြစ်နိုင်တယ်အဲ့ဒါဆိုရင်နောက်တစ်ထောက်ကိုနောက်ရဲ့ကြောထောင်နောက်ခံတစ်ထောက်ကိုကျွန်တော်ကလိုက်ရှာလိုက်ကြည့်ဒီ၃ညားဟာလေနောက်တစ်ထိတ်ကျော်မှာ၃ညားခါလို့ဆော့တဲ့အချိန်မှာဟာဒီရှေးပေါင်း၄နဲ့တွဲပြီးတော့ထိတ်စီးထားပြီးဆော့တယ်ဆိုတော့ဖြစ်နိုင်ချေရှိတယ်လေ ဖြစ်တဲ့ရေရှိဆိုဒီငါးလုံးဆင်းလာပြီ6လုံးမြောက်မှာနောက်တစ်နှစ်ကျော်မှာကိုခါလို့ကစားခဲ့ရင်ရှေးပေါင်းလေးနဲ့များကစားသွားမလားသို့မဟုတ်ခွန်ခါလားအဲရှေးပေါင်းလေးကိုလေးထိတ်နဲ့ကစားသွားမလားအဲ့ဒါလို့ကစားမယ်ခင့်မယ်ဆိုရင်ခဏလေးတော့ဒါတကွက်ထဲလေဗျာမလေးကိုအတွဲပဲကြိုက်တယ်ဆိုလေးကိုအတွဲပဲယူစားမယ်ဆိုလေးကိုအတွဲပဲလေးကိုအတွဲပဲ လေကိုအတွဲပဲထိုးလိုက်လीဟုတ်လားလေကိုအတွဲနဲ့ကိုကြိုက်လဲဆိုလေကိုအတွဲပဲတကွက်တစ်ပတ်ဆွတ်ထိုးလीအားရတော့မလို့တဲ့ခဏန်းနေလीဗျာဟုတ်လားမဟုတ်ဘူးကျွန်တော်တို့ပြရတဲ့စိုက်စိုက်ကတချို့ကြလဲနားလဲကြမှာလဲမှာတခါအတက်နိုင်ဆုံးတော့ကိုအများနားလဲအောင်ပြောတာပဲအများနားလဲအောင်ပြောတာအဲ့တော့အဲ့ဒါဆိုရင်ဟုတ်ပြီဒီမာသူတွဲလုံးကအဲ ဆိုလိုချင်တာဒီနှစ်ဦးဒီနှစ်ဦးရှေပေါင်းနှစ်ကိုဒီသုံးနဲ့တွဲခဲ့တယ်ဆိုရင်ဒီသုံးနဲ့တွဲခဲ့တယ်ဆိုရင်နှစ်ဦးရှေပေါင်းနှစ်ကိုဒီသုံးနဲ့တွဲခဲ့တယ်ဆိုရင်ဒီနောက်နောက်ဆောင်ထိုးခြင်း အဲ့လိုဒီမှာသူ့ရဲ့နှစ်ဦးမှာငါလေးတရဲ့အပေါ်ကဆိုတော့ဒီမှာခွန်ခွန်လေးကိုသူ့အောက်ကြီးလိုက်တာကြီးလိုက်တဲ့အချိန်၄နောက်ပိတ်၈နောက်ပိတ်၅နောက်ပိတ်၅နောက်ပိတ်တွေကိုဒီလိုထည့်တယ်၄၈၅ဆိုတော့ခွန်နဲ့တွဲတာ၄၈၅ဆိုတော့ခွန်နဲ့တွဲတာနော်ခွန်ဖြစ်ချင်းခွန်ဖြစ်ချင်းကိုနှစ်ဦးနှစ်ထည့်ရဲ့နှစ်ထည့်ရဲ့နောက်တစ်ခုကခါကနှစ်ဦး၈နှလုံးပေါင်းနှစ်နဲ့ သုံးခါကဒီရသုံးခါလို့ယူဆမလားပေါ့နော်ဒီရသုံးခါလို့ယူဆလိုက်အဲ့တော့သုံးခါဒီနောက်ထောင်နောက်ဆောင်ထိုးခြင်းခွန်ခွန်လို့ဖြစ်လာတယ်ပထမကတ်နော်အဲ့ဆိုရင်နောက်နှစ်မှာနှစ်ဦးခြေပေါင်း6ယောက်6ထိပ်လို့ကစားတဲ့အချိန်ကျန်တဲ့6ထိပ်တည်းထွက်တယ်နော်တို့ပေမဲ့ကိုမတွဲမဲ့ချင်း၄ခါနဲ့လာတယ်အဲ့ဒီ၄ခါနဲ့လာခဲ့တဲ့အချိန်မှာဟိုမှာကနောက်ဆောင်ထိုးခွန်လို့ဆလာတော့ဒီမှာ၈နဲ့လာတယ်ဟွန်း ဒီမှာရှင်းနေလာတယ်ဒီမှာရှင်းနေလာတယ်เนาะခွန်9နှစ်ဆိုတော့ရှင်းနေလာတယ်တတိယကတ်မှာကြတော့ဒီနောက်ကဆိုပြီးတော့အပိတ်ကိုစီနီယာနဲ့ချုပ်တယ်လိုင်းကတော့မကောင်းစီနီယာနဲ့လာတာခွန်8 9 3 1ဆိုပြီးတော့အဲ့ဒီနောက်ဆုံးသုံးလုံးထူးကခွန်8 9 3 1နဲ့လာပြီးတော့ထိတ်စီ ဒီရှေးပေါင်းနှစ်တည်းကထိတ်စီးထိတ်စီးထဲ့တယ်ဒီရှေးပေါင်း6တည်းက6ထိတ်စီးနဲ့ကစားတယ်ဒီရှေးပေါင်း6တည်းက6ထိတ်စီးနဲ့ကစားခဲ့တယ်ဒီရှေးပေါင်း6ကို6ထိတ်စီးနဲ့ကစားခဲ့တယ်ဒီရှေးပေါင်း၄ကို၄ထိတ်စီးနဲ့ကစားခဲ့တယ်၄ကစားမယ်ကစားတဲ့အချိန်မှာအဲတော့ကဒီမှာ၄ကိုထည့်လိုက်တဲ့အချိန်ဒီနှစ်ဦးကျွန်တော်ပြောသလိုခွန်ခွန်ရှေးရဲနှစ်ကတ်ရှိခဲ့တယ်ဟုတ်လားနေဦးခွန်ခွန်ရှည်ရွဲနှစ်ကကိုကျွန်တော်ကပြန်ခွဲပြီးတော့ထောက်တဲ့အချိန်မှာဒါတွေ့လဲဆိုတော့ ဒီနှစ်ဦးခုန်ခုန်တွဲခဲ့လို့ဒီကောင်ဟာဒီနှစ်မှာ၄ထိပ်ကြခဲ့တယ်။နော်၄ထိပ်ကြခဲ့တယ်။အပိတ်ဟာ၄ဘောင်ဝါအဲ့ဒီ၄ဘိတ်ဟာ၄ခါလို့စင်းတယ်။အဲ့ဒါဆို၄ရှိဘူး။အဲ့လိုယူလို့စားလို့ရတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါနှစ်ကက်စီးနဲ့ပြန်ထောက်တာနော်။ပြန်ချိန်တာ။အဲ့တော့ဒီမှာနှစ်ဦးမှာခုန်ခုန်ရှိဘူးကနှစ်ကက်ပဲရှိတာ။ဒီလိုပေါ့ဖြစ်တာပေါ့ဗျာ။ နော်ကျွန်တော်ပြောခဲ့ပါတယ်ဒီမှာ920 6ကြိမ်တည်း920 6ကြိမ်တည်းပြောခဲ့ဘူးလေပြောခဲ့တယ်ဆိုတော့အဲ့ဒီလိုမျိုးသူကဖြစ်ခဲ့ခြင်းကြောင့်ဒီနှစ်ဦးခွန်ခွန်က၄ထိတ်နဲ့အဲ့ဆိုရင်ကျွန်တော်ဆောနာအယူစားတိုင်းပဲနှစ်ဦးခွန်ခွန်ကို၄ထိတ်မှယူလိုက်ပြီယူလိုက်တဲ့အချိန်မှာကျွန်တော်ကဒီသူ့နဲ့တွဲလာတဲ့အပိတ်ကို၄ခါထည့်လိုက် သူနဲ့ပဲလာတာက၄ဆိုတော့၄ကိုအတွဲကဖြစ်နိုင်ရေနှစ်ကက်နဲ့ချိန်လိုက်ရင်ဖြစ်နိုင်ရေရှိတာပေါ့ဒီကနေ့ဆုံဆင်းသွားရင်လေဆောင်းနာကလိုင်းနိုင်ဆင်းသွားရင်လေဒီမှာ၉နဲ့ဆုံးသွားတယ်လीဟုတ်လားစီနီယာ၄လုံးကိုအယောင်ပြအယောင်ပြပြီးရတဲ့ခွန်ခါကိုအကြိုက်ခင်းဒီ၉ကိုထည့်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီသူ့ရဲ့နောက်မှာတုံညမှာထောက်ထားတဲ့အတွက်ကြောင့် ဒီစီနီဟာဖြစ်စင်တဲ့ကိုသူကခွန်ခါနဲ့လှဲ့စားပြီးတော့ဒီကိုးနဲ့လည်းလှဲ့သွားနိုင်တယ်ကပ်ပင်ကရှည်လာပြီးညာနေညာနဲ့ကသူညားတော့မှာညားတော့မှာဖြစ်တဲ့အတွက်ကြောင့်ကိုကလုံအောင်တွေးရတော့မှာတွေးရတော့မှာဖြစ်တော့ဒီတုံညာကိုလည်းကျွန်တော်ကနောက်အဲ့မှာ၆ကတ်အနေနဲ့ပြန်ချိန်တဲ့အချိန်မှာသူကတုံညာခါလို့ကစားပေးခဲ့တယ်ပေးတဲ့အချိန်မှာလည်းဒီလေးထိတ်ကိုသူကပြန်နှစ်ဦးမှခွန်ခွန်ရှေ့ဦးကြောင့်လေးထိတ်နဲ့ကစားပေးခဲ့တယ် ဲ့လိုနဲ့ပြန်ချိန်တယ်ချိန်တဲ့ချိန်မှာဖြစ်နေရရှိတယ်3 3 4 6ဆိုပြီးတော့အဲ့ဒီတော့အဲ့ဒါဆိုရင်ဒီကောင်ထီကောင်မှာတချို့ဟိုလူကအများစုကိုလှည့်စားတာဒီအောင်ကြည့်မှာမဟုတ်ဒီ3 4 6ပဲအမြင်လွယ်နဲ့ပဲကြည့်ရင်ကြည့်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာ तू ကိုးထီလှမ်းထားတဲ့အတွက်ကြောင့်ဒီမှာကိုးခါလို့ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကဒီနှစ်ကက်စီးနဲ့ချိန်ပြီးတော့နှစ်ဦးခွန်ခွန်ရှေ့ဘူးမှာကခွန်က၄ထိပ် ရှေ့ပေါင်းဒီအယူဆနဲ့တိုင်းပြန်ချိန်ကြည့်တဲ့အချိန်ဒီခွန်ဘူးကလည်းလေးထည့်ယူမယ်ဆိုရင်သူနဲ့တွဲလာတဲ့နောက်ပိတ်ဟာလေးဖြစ်နေတဲ့အတွက်ကြောင့်လေးလေးရှေ့ဘူးလေးလေးရှေ့ဘူးအဲဆိုရင်ကျွန်တော်ကဒီမှာခွန်နဲ့တွဲလာခွန်ခွန်ရှေ့ဘူးကြောင့်လေးထည့်ယူပြီးတော့သူနဲ့တွဲလာတာကိုအဲ့ဒီကိုလို့ဖြစ်တဲ့အချိန်မှာခွန်ခွန်ရှေ့ဘူးကိုကလင်နာမှာကျွန်တော်တို့ပေါ့လျှောက်လာမှာခွန်ခွန်ရှေ့ဘူးကနှစ်ဦးမှလည်းရိုက်တဲ့ခါရိုက်အောင်ပါပဲ အဲ့အဲ့လိုအတွေ့မျိုးနဲ့အဲ့ဒါဆိုရင်ဘယ်လိုရိုက်နိုင်လဲသူစီနီယာနဲ့ရိုက်နိုင်တာပေါ့ဒီနောက်ဆုံးထိုးကိုကျွန်တော်ကပြန်တစ်ချက်ချိန်ကြည့်တာချိန်ကြည့်တဲ့ချိန်မှာ6ခွန်6ဆိုတော့ तू ကနှစ်နဲ့ဖြစ်တာအဲ့ဆိုရင်ဒီမှာခွန်ခွန်ရှေဘူးဒုတိယကတ်မှာဖြစ်သွားတဲ့အတွက်တစ်ဆိုတာက तू ဖြစ်သွားနိုင်တယ်လေဟုတ်လားနှစ်တနောက်ကတည်းရောင်းရခွန်ခွန်ရှေဘူးလိုင်းပေါ့ဗျာသဘောတရားပြီကျွန်တော်ပြောရရှင်းမယ်ထင်ပါတယ်ခွန်ခွန်ရှေဘူးဒါတော့နှစ်ကတ်နဲ့ပဲတွေ့တာအဲ့ဒီနှစ်ကတ်နဲ့ရှင်ရတဲ့အကြောင်းရင်းကလည်းဒီငါးကတ်ရှိနေတဲ့အတွက်ကြောင့်နှစ်ကတ်နဲ့ပြန်ချိန်တာဖြစ်နိုင်ရည်ရှိတယ် 3D မှာသွားရင်မှ1 1 1 1 1ဆိုရင်2 2 2 2 2 2ဆိုရင်စီနီယာဆုံစီနီယာမဆီနီယာအထက်အောက်စီနီယာဒီလိုတွေနဲ့ပဲသွားတာအများဆုံးဆိုတာအများဆုံးဆိုတာဆိုကျွန်တော်တွေးကြည့်လိုက်တာဒီမှာဒီမှာကျွန်တော်တို့ယူထားတာက၄ထိပ်ကိုကျွန်တော်တို့က၄၄နဲ့တွဲရမလား၄၉နဲ့တွဲရမလား၄ခုနဲ့စီနီယာခါစီနီယာတွဲရမလားစဉ်းစားနေတဲ့အချိန်မှာဒီမှာပြန်ချိန်ကြည့်တာပေါ့နှစ်ဦးနှစ်ကတ်မှာက အဲ့လိုချိန်ကြီးတဲ့ချိန်မှာဒီခွန်ခွန်ကိုလေးထိပ်လို့ကစားပြီးတော့တူနဲ့တွဲလာတဲ့နောက်ပိတ်လေးကိုလေးခါနဲ့ဝင်ပြီးဒီနောက်ဆောင်ထိုးတော့နှစ်ပေါ့အဲ့တော့ဒါဒုတိယကတ်ဆိုရင်ခွန်ခွန်လေးဘူးလေးကိုလေးထိပ်ယူပြီးတော့တူနဲ့တွဲလာတဲ့ကိုကိုကိုခါယူပြီးတော့နောက်ဆောင်ထိုးတာကနှစ်ပြီးတော့တစ်အဲအဲ့ဆိုနောက်ထပ်၃ကတ်၄ကတ်တွေမှာကြာရင်နှစ်တစ်၃၉၈ဆိုပြီးတော့ အဲအဲ့လိုအတွေးမျိုးနဲ့ကျွန်တော်ကဖြစ်နေရင်ရှိတယ်ဆိုတာချိန်ပြီးတော့လေကိုအတွဲကိုကျွန်တော်ကအကြိုက်ယူလိုက်တာကိုကကိုမှဟိုစီနီယာနိုင်သွားခြင်းလဲဆိုရင်နှစ်ဦးနှစ်ထိန်နဲ့ဒီမှာခါက3 4 5 6ခုံလို့ယူခြင်းလဲဆိုတော့ယူမကြောက်လို့လည်းပြောလို့မရဘူးအဲ့ဒါကြောင့်လို့ကျွန်တော်ကလုံအောင်လို့ကိုကနန်းသုံးခွက်ရေးပြတကယ်တမ်းကတော့လေကိုနှစ်လေကိုရှည်ရွဲနဲ့တပတ်တစ်ခွက်ဖော်မွေးပြဟုတ်လားဓာတ်ပုံရယူခြင်းယူထားအောင်ပါလဲဆိုတော့ဒါဓာတ်ပုံရယူခြင်းယူထားအောင်ဒီမှာတပတ်တစ်ခါထိုးရမှာ နော်ခုနှစ်ကြိမ်ကနေစပြီးတော့တပတ်တစ်ခါကျွန်တော်ရေးပြထားတယ်နော်အဲအားလုံးပဲမင်္ဂလာပါဗျာနော်